မင်္ဂလာပါကောင်းချီးမင်္ဂလာရှိသောနေ့သစ်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်တာဝရပြားထံတော်မှခန္ဓာစိတ်ဝိညာဉ်မဆာခြင်းအမျိုးမျိုးခံစားရပါမည်အကြောင်းလဲဆုတောင်းပေးပါတယ်ဂျေဇုရောအပြည့်ဒီမနက်မှာလဲကျွန်တော်နဲ့အတူနှုတ်ကပတ်တော်ဆင်ခြင်ဖို့ဘုရားသခင်ပြင်ဆင်ပေးတဲ့အတွက်ရှမသက်ခရစ်ဝင်ကျမ်းအခန်းကြီး9အပိုင်းငယ်42ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါတယ်တောင်းတော်သူအားပေးလို့ချင်းငါလိုတော်သူကိုလည်းမငင်းမပယ်နှင့် ဒါကတော့တခေရှုခရစ်တော်ကိုရိုတိုင်းတင် जा ပေးတဲ့နှုတ်ကပတ်တော်ပဲဖြစ်ပါတယ်။တောင်းတဲ့သူရှိရင် ပေးရမယ်လို့ပြောပါတယ်။ချိန်ငားတဲ့သူကိုလည်းမငင်းပယ်ရဘူးလို့ပြောပါတယ်။ဒါဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ကျွန်တော်တို့ကိုလာတောင်းတဲ့သူရှိခဲ့ရင်တော့ကျွန်တော်တို့ပေးဖို့ရန်အတွက်ပြင်ဆင်ထားရပါမယ်။ချိန်ငားတဲ့သူရှိခဲ့ရင်လည်းကူညီနိုင်ဖို့ရန်အတွက်ပြင်ဆင်ထားရပါမယ်။လောကမှာကျွန်တော်တို့လူသားတွေက တယောက်နဲ့တယောက်အခြေအနေချင်းမတူပါဘူးတချို့တွေက လုံလောက်ယုံနေမကဘူးပိုရှန်ကျွယ်ဝလည်းရှိပါတယ်အဲ့ဒီပိုရှန်နဲ့ငွေကြေးတွေကိုလိုအပ်နေတဲ့သူတွေစင်ရဲသားတွေကိုဘလို့နီးနဲ့မျှဝေပေးမလဲဒါကိုကျွန်တော်တို့စဉ်းစားဖို့လိုပါတယ်အလုတ်ကိုင်းနေ ဖန်တီးပေးမှလားဒါမှမဟုတ်ရင်လေသူတို့ရဲ့စားဝတ်နေရေးပြေလည်တဲ့အထိကျွန်တော်တို့သူတို့အတွက်လုံလောက်စွာ မာစကူညီမှုတွေကိုပြုပေးမလား ဒါမျိုးတွေကိုကျွန်တော်တို့စဉ်းစားဖို့လိုပါတယ်။အမြဲတမ်းကျွန်တော်တို့လူတွေစီကနေကုတ်သွေးဆုပ်ပြီးကောင်းမွန်ဖြစ်လို့မရပါဘူး။ကိုယ့်ရဲ့ကြွယ်ဝမှုတွေနဲ့လူတွေကိုအကျိုးပြုတတ်တဲ့သူဖြစ်ဖို့ကပိုပြီးအရေးကြီးပါတယ်။အချွေရန်ဆိုတဲ့စကားမှလည်းချွေမရန်နေဆိုတဲ့သဘောမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကပေးကမ်းလေလေကိုနှားမှာလူတွေကဝမ်းရံပေးလေလေပဲဖြစ်ပါတယ်။ကိုတူးတဲ့ရလို့မှုနဲ့အသက်ရှင်ရင်တော့ ကိုကိုဘယ်သူမှဝန်းရံပေးမှာမဟုတ်ဘူးဆိုတာကို သိရှိနားလည်သိချင်ပါတယ်ချင်းကားတဲ့သူတွေကိုလည်းမငင်းပေရဘူးလို့ပြောပါတယ်တချို့လူတွေအတွက်ကတော့အရန်ခက်ခဲပါတယ်သူတို့ရဲ့ဘဝရက်တည်မှုအတွက်သူတို့မှအစွမ်းတက်တိရှိနေရင်တောင်အရင်းအနှီးမရှိတာမျိုးတွေရှိပါတယ်အကြံဉာဏ်ကောင်းတွေရှိပေမဲ့လည်းကူညီမဲ့သူမရှိလို့မတိုးတက်တဲ့သူတွေလည်းရှိပါတယ်အဲ့လိုမျိုးလူတွေကိုကျွန်တော်တို့ကပံ့ပိုးကူညီပေးနိုင်မယ်ဆိုရင် သူ့ရဲ့အစွမ်းတတ္တိတွေကိုထုတ်ဖော်ခွင့်ရသွားမှာဖြစ်တယ်လို့သူ့အကောင့်ထဲပေါ်လို့တဲ့အရာတွေကိုလည်းအောင်မြင်အောင်လုပ်နိုင်မှာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ချင်းကားတယ်ဆိုတာအလကားထိုင်နေတဲ့သူကို ချင်းကားတာထက်တကယ်ကို အရေးချင်းရှိတဲ့သူဘဝကိုအောင်မြင်ခြင်းတဲ့သူအဲ့လိုလူမျိုးတွေကို ကျွန်တော်တို့ကမအစကူညီပြီးမြေတောင်မြောက်ပေးဖို့လိုပါတယ်။ချစ်တော်မိဘညီကောင်မောင်တို့မှာတော့တမာကျန်းစာကိုကျွန်တော်တို့အလွဲမယူမိဖို့အရေးကြီးပါတယ်။ တကယ်တမ်းကျတော့ကျွန်တော်တို့ကမျှဝေတက်တဲ့သူဖြစ်ဖို့ရသူတစ်ပါးကိုမြေတောင်မျှပေးတဲ့သူဖြစ်ဖို့ရလိုအပ်ပါတယ်။ရေနစ်သူဝါကူထိုးတာမျိုးမဖြစ်ဖို့လိုပါတယ်။အစိတ်ပင်ကိုရေလောင်းတာမျိုးမဖြစ်ဖို့လိုပါတယ်။လူတွေရဲ့အစွမ်းတက်တီကိုအသုံးပြုပြီးတော့မှစ조사အားထုတ်ဖို့ဘုရားကအလိုတော်ရှိပါတယ်။ဒီတိုင်းကြီးပဲထိုင်နေပြီးတော့မှအစွမ်းတက်တီတွေကိုအသုံးမပြုဘဲထားတာမျိုးကိုဘုရားသခင်အလိုတော်မရှိပါဘူး။ဒါကြောင့်မလို့ ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့လိုနေတဲ့သူရှိရင်ကူညီရပါမယ်။သူတို့တွေရဲ့အစွမ်းတက်တီတွေကိုမြေတောင်မြောက်ပေးရပါမယ်။တောင်းတဲ့သူရှိရင်ကျွန်တော်ပေးရပါမယ်။ချင်းကားတဲ့သူတွေကိုလည်းကျွန်တော်တို့မငင်းပယ်မိဖို့လိုပါတယ်။ဘုရားသခင်ရဲ့အလိုတော်အတိုင်းပေးတတ်ဖို့ကျွန်တော်တို့ကိုဘုရားသခင်ကအလိုတော်ရှိပါတယ်။ချစ်တော်မိဘညီကောင်မောင်နှမတို့ကိုယ့်ရဲ့ကြွယ်ဝချမ်းသာမှုတွေကို အကျိုးရှိရှိအသုံးချပြီးလူသားတွေရဲ့ဘဝတွေကိုမြင့်တင်ပေးကြရအောင်။ ဖြာရှင်ကောင်းကြီးပေးပါစေဆုတောင်းကြပါစို့ကောင်းမြတ်သောဘုရားကိုယ်တော်ကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ဘဝမှာလိုအပ်နေတဲ့သူတွေရှိရင်ကူညီတက်ဖို့ကိုယ်တိုင်လိုအပ်တဲ့အခါမှာလဲကူညီပေးမဲ့သူတွေကိုရရှိစေဖို့ကိုရမဆာတော်မူပါဒီနေ့တို့ကပတ်တော်ကြားရတဲ့မိသားစုဝင်အယောက်တန်းရဲ့အသက်တာမှာလဲဖယားသခင်ထံတော်ပါမှထူးခြားစွာမဆာခြင်းကျေးဇူးကိုခံစားရဖို့သူတို့ရဲ့လိုအပ်နေတဲ့အရာတွေကို ကိုရော်တိုင်းမဆပေးဖို့ဆုတောင်းပါတယ်။ကောင်းကြီးပေးလျက်တဏိတာကိုအဆက်ပြုတဲ့အခါမှာသခင်ယေရှုနာမ၌စက္ကအနံအဆက်ပြုပါ၏။အာမင်။